ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဇလက်ကလည်းသူ့မိနဲ့အတူဈေးရင်းလာပါတယ်ဈေးရင်းမှာကဟင်းသင်းဟင်းရွက်စိမ့်တွေနေရာတကမှာခင်းကျင်းထားပါတယ်ဇလက်ကကြည့်ပြီးတော့ပြုံးလိုက်ပါတော့တယ်အမေဈေးရင်းမှာအသေးရွက်တွေစုံနေရပါပဲ ကော်ဖီငုပ်သည်စိန်ပန်းကော်ဖီဖျုံသည်ရုံးပရိသည်ပြီးတော့တခြားအသီးရွက်တွေလည်းအများကြီးပဲအမေဝယ်သွားရအောင်လေသူ့အမေကလည်းအသီးရွက်တွေကိုကြည့်ပြီးခဏကြာမှတော့စဉ်းစားနေလိုက်ပါတယ်။သမီးဒီနေ့တော့အသီးရွက်တွေမဝယ်နဲ့အောင်။နင့်အဖေကနှုတ်ခဲရင်စားချင်တယ်ပြောနေတယ်။ဒီနေ့ကအာလူကျက်သွန်းနေနှုတ်ခဲတွေပဲဝယ်သွားရအောင်လေ။နှုတ်ခဲဟင်းစကားကိုကြားပြီးဇလက်ကတော့စိတ်ညစ်သွားပါတော့တယ်။အမေနှုတ်ခဲဟင်းကဘသူစားလို့လဲ။နှုတ်ခဲဟင်းဆိုတာလုံးဝစားလို့မကောင်း။ အမေနဲ့ပြရလဲပေါ့ကြည့်ပြီးကြိုက်နေလဲမသိဘူး။သမီးကတော့လုံးဝမကြိုက်တာ။သမီးကတော့အသီးရွက်ပဲစားချင်တာ။သမီးရဲ့အိမ်မှာနေ့တိုင်းအသီးရွက်ပဲချက်ညာပဲလေ။ဒီနေ့နေ့အဖေစားချင်လို့နှုတ်ခင်းဟင်းချက်ပေးညာ။ဒီနေ့နှုတ်ခင်းဟင်းကိုတခြားပုံစံနဲ့ချက်ကျွေးမယ်။နေရန်ကြိုက်မှာစားကြည့်ပါ။အမေဘလို့ပဲချက်ချက်သမီးကတော့မစားဘူး။ထောပတ်တွေလည်းမစားချင်ဘူး။သမီးအတွက်တော့အသီးရွက်တွေဝယ်သွားတော့မယ်။ဇလက်ကဒီလိုပြောပြီးသူ့အတွက်အသီးရွက်တွေရွေးနေပါတော့တယ်။ကျင်းဟင်းကားဒီကိုရွေးလိုက်ပြီ။ဦးလေး ဒီကြဟင်းကားသီးတွေကပဲစီးလဲသမီးကြဟင်းကားသီးတွေက1ကီလိုကို20လီအရန်လက်ဆက်ပြီးတော့စိတ်နေတာပဲဦးလေကြဟင်းကားသီးတွေကအစိတ်မများမလားအထဲမှာမှဲ့နေလားသမီးစိတ်ချပါကြဟင်းကားသီးတွေကအစိတ်မများဘူးအရန်လက်ဆက်ပြီးတော့စိတ်နေတာပဲဒီလိုကြဟင်းကားသီးတွေကိုဈေးထဲမှာဘယ်နေရာမှမမရနိုင်ဘူးအဲ့လို့ဆိုရင်သမီးကိုကီလိုဝက်ချိန်ပေးနော်ဒေချာလေးချိန်ပေးဖလက်ကကျင်းငါးသီးတွေကိုတိချရွေးထည်ပြီးတခြားသီးရွက်တွေကိုလည်းရွေးနေပါတော့တယ်။ အော်ဦးလေးရဲ့ကြဟင်ခါသီးနဲ့တူတူကဆုံရွက်နဲ့မုံလာဦးလေထဲ့ပေးနော်ဆလတ်ညဘက်လေးဟင်းတစ်မျိုးလောက်ဆိုရပြီပေါ့ဘာလို့သုံးမျိုးတောင်ဝယ်နေရလဲအမေအသီးရွက်တွေကအရန်လက်ဆက်တယ်လေအခုဝယ်သွားတော့လဲဘာဖြစ်လဲဦးလေးတမီးကအသီးရွက်တွေသုံးမျိုးဝယ်ထားတာငြုတ်သီးစိမ့်နဲ့နန်းနန်းပင်အပူထဲ့ပေးနော်ဦးလေးကငြုတ်သီးစိမ့်နဲ့နန်းနန်းပင်ထည့်ရမယ်စကားကိုကြားပြီးပြုံးသွားပြီးတော့ပြောလိုက်ပါတော့တယ်ဟုတ်ပါပြီတမီးရဲ့ငါထည့်ပေးပါမယ် ဇလက်ကအသီးရွက်တွေဝဲပြီးနှုတ်ခဲဆိုင်ကိုလာတဲ့အခါမှာနှုတ်ခဲဆိုင်မှာလူတွေပြည့်ပါပြီ။နှုတ်ခဲဆိုင်မှာလူတွေပြည့်နေရပဲ။သမီးကဆရာဝန်ဆိုရင်တော့နှုတ်ခဲမစားပဲအသီးရွက်တွေစားပါလို့အကြံပေးချင်တယ်။အသီးရွက်စားတာပရိုတင်း၊ကယ်လ်ဆီယမ်ဓာတ်တွေအားလုံးကျယ်ဝတယ်။နင်ကိုယ်တိုင်ကလည်းနှုတ်ခဲမစားချင်ဘူး။သူများတွေဝယ်နေတော့လည်းပြောနေသေးတယ်။နင်တကယ်လို့များယောက်ျားရရင်နှုတ်ခဲစားတဲ့အိမ်ဆိုရင်ရောဘလို့လုံးမှလည်းပြော။အော်အမေရဲ့အဲ့ခါကျရင်တော့သမီးအစားအသောက်တွေပြောင်းပြစ်မှာပေါ့။ ။သမီးကအသီးရွက်တွေပဲချက်ကျွေးမှလေ။ဇလက်နဲ့သူ့အမေကလည်းအသီးရွက်တွေနူကင်းတွေဝေးပြီးအင်ကိုပြန်လာခဲ့ပါတယ်။အမေကတစ်ဖက်မှာနူကင်းဟင်းချက်နေပြီးဇလက်ကတော့ကြယ်ဟင်းကားသီးတွေလှီးနေပါတော့တယ်။ကဲကြယ်ဟင်းကားသီးတွေကိုလှီးပြီးတော့စားထည့်လိုက်ပြီးမဆလာနဲ့ကျက်သူနေတွေပဲလှီးဖို့ကြံနေ။တလက်ကကြယ်ဟင်းကားသီးတွေလှီးပြီးကျက်သူနေခွာတဲ့အခါမှာသူ့အမေမျက်လုံးတွေလည်းဆက်လာခဲ့ပါတယ်။ဇလက်ရဲ့နင်ကျက်သူနေခွာနေတာလဲငါမျက်စိတွေဆက်နေပြီ။ ဘလောက်တောင်ခွာပြီးချက်နေရလဲမိဘုတ်ကြောင့်တစ်ခုလုံးကျက်သူနေအနှံ့တွေကြီးပဲကျက်သူနေလှီးတာတွေရက်တော့ငါမျက်စိတွေဆက်နေပြီပြီးပါတော့မယ်အမေရဲ့နှစ်ယောက်လုံးဟာသူ့ဟင်းသူချက်နေကြပါတယ်ခဏကြာမှချက်လို့ပြီးသွားပြီးအမေနဲ့ဖေကနုကင်ဟင်းတွေစားကြပါတော့တယ်ဇလက်ကတော့သူ့ချက်ထားတွေကျဲဟင်းကားသီးဟင်းကိုအပါတရားစားနေခဲ့ပါတယ်ငါချက်ထားတဲ့ကျဲဟင်းကားသီးလေးကလည်းအရင်ကောင်းတာပဲတလောက်ကောင်းတာတခါမှမစားဘူး ဒီလိုနဲ့ပဲအချိန်လေးကုန်သွားပြီးဇလက်ကလည်းသူရဆိုတဲ့ကောင်းလေးနဲ့မင်္ဂလာဆောင်ခဲ့ပြီးတော့သူ့ယောက်ျားဟင်ကိုရောက်သွားပါတော့တယ်။ဇလက်ကိုသူ့ယောက်မနှစ်ယောက်ကပန်းတွေချင်းပြီးကျူဆူနေခဲ့ပါတယ်။ယောက်မကိုညီမတို့အိမ်ကနေကျူဆူပါရင်နော်။ကျေးဇူးတင်ပါတယ်ယောက်မလေးတို့။ယောက်မရဲ့ကျေးဇူးမတင်ပါနဲ့ညီမတို့လေယောက်မရဲ့ပထမဆုံးရဲ့ထမင်းချက်ရမှာခောက်ဆွဲကြော်တရုတ်အစားစာတွေချက်ကျွေးနော်။ကျွေးမှာပေါ့။ယောက်မတို့အကြိုက်တွေသာပြော အကုန်လုပ်ပေးမယ်။ယောက်မရဲ့ ညီမတို့အိမ်ကလူတွေကတော့မဆလာတွေအဆက်တွေရမ်းကြိုက်တာနော်အဆက်ပေါတာဆိုရင်မစားနိုင်ဘူးကောင်းတာပေါ့ငါလည်းအသီးရွက်တွေဆိုမဆလာတွေအဆက်နဲ့ရမ်းကြိုက်တာဟုတ်လားရောင်းမအဲ့လိုဆိုရင်ရောင်းမညီမတို့အိမ်မှာအဆင်ပြေမှာပေါ့ရောင်းမမနေ့ပြန်ကြရင်လေညီမအတွက်နှုတ်ခင်းချက်ပေးနော်နှုတ်ခင်းဟင်းစကားကြားပြီးဇလက်ကတော့စိတ်ညစ်သွားပါတော့တယ်ရောင်းမအတွက်ကောင်းချိန်ပါတယ်ရောင်းမနှုတ်ခင်းစားချင်တာဆိုရင်တော့ချက်ပေးရမှာပေါ့ကဲနင်တို့တွေကလည်းလေ ចောင်းမောက်ဒီနေ့ပဲအစားတောက် order တွေပေးတော့မလားနေ့ရောက်မှအဝေးကနေလာတာလေပင်မနေလောက်ရောပေါ့ချွေးမယွယွရေဆလတ်ကိုကြိုးဆိုပြီးအိမ်ထဲဝင်ခိုင်းတော့လေရီယာကလည်းဇလက်ကိုတီချာကြိုးဆိုပြီးအိမ်ထဲဝင်ခိုင်းလိုက်ပါတယ်အိမ်တော်မှာအလုံးကသူ့ခဲနေသူအနားယူကြပါတယ်နောက်နေ့မနက်မှာတော့တော်သေးလို့မနေ့က9နာရီအလန်းပေးလိုက်တာအစိုးရတို့တော့ရေချိုးပြီးလို့အစင်းသင်းလောက်ပေးပြီဒီနေ့ကပထမရက်အတွက်ထမင်းချက်ရမှာဆိုတော့အလုပ်တွေများတယ်ငါပါရီချက်ရမလဲ ဇလက်ကလေးဆင်းသင့်လုပ်ပြီးခဏကြာမှတော့မိဖို့ကြောင့်လေးလာခဲ့ပါတယ်။မိဖို့ကြောင့်မှလည်းဘသူမှလည်းမရှိပါလား။အမေနဲ့လိညင်မှမထသေးဘူးထင်တယ်။ငါပထမရက်တည်းကဘာတွေချက်ရမလဲ။ချက်ရမယ့်အရာတွေကတော့အများကြီးတွေးထားတယ်။ဒီနေ့ကအသီးရွက်ဟင်းတစ်ခုနဲ့ထမင်းကြော်မယ်။အချို့အတွက်ကတော့ဟလဝါလုပ်လိုက်မယ်။ဇလက်ကရေကြီးတက်တာဖွင့်လိုက်တဲ့အခါမှာနုခဲတွေနဲ့ပြည်နေပါတယ်။အသီးရွက်တွေတခုမှမရှိပါဘူး။ဘေးကိုကြည့်လိုက်တဲ့အခါမှာတော့ ခြံထဲမှာခရမ်းကျင်သည့်နေကြက်တုံတွေပဲရှိပါသေး။ရေခဲတက်တာမှလည်းပါအသီးရွယ်မှမရှိပါလား။နှုတ်ခဲရကြီးပဲ။ဒီညပထမရက်ဆိုတော့အသီးရွယ်ချက်တာမကောင်းပါလေ။မနေ့ကလည်းရောင်းမှနှုတ်ခဲစားချက်နဲ့လို့ပြောနေတာ။ဒီနေ့အတွက်တော့နှုတ်ခဲဟင်းကိုပဲခန်းချင်သည့်ကြက်တုံတွေထည့်ပြီးချက်လိုက်မယ်။ဇလက်ကရေခဲတက်တာတွေကနှုတ်ခဲတွေထုတ်ပြီးအတုံးတွေလှီကကြုံနေပါသေး။နှုတ်ခဲတွေတော့လှီလို့ပြီးသွားပြီ။ကြော်လိုက်မယ်ကွာ။ခန်းချင်သည့်တွေလည်းလှီရမယ်။ ဇလဟာခရဲညင်သီးတွေနဲ့ကြက်သွင်းတွေကိုကြိတ်ဆက်ထိထဲချိန်နေတဲ့အခါမှာပဲရည်ရွယ်သားနဲ့သမီးလေးရောက်လာခဲ့ပါတယ်။အတော်မင်္ဂလာမနက်ခင်းပါ။ဘာလုပ်နေရလဲ။အတော်ဘာရီချက်နေရလဲ။ဩအတော်ကကလေးအတွက်နှုတ်ခင်းချက်နေရလေ။ကလေးတို့ကြိုက်တယ်မလား။ကလေးတွေကလည်းနှုတ်ခင်းစကားကြားပြီးပျော်သွားပြီးတော့ကခုန်ကြပါတယ်။အတော်နှုတ်ခင်းချက်မှလာရင်ပျော်လိုက်တာ။အကူတို့ကတော့နှုတ်ခင်းစားရမယ်။ အချိန်ခဏကြာမှနုခဲကပြီးသွားပြီးဇလက်ဟာပူရီလုတ်ဖို့အတွက်ကြုံနေနေပါတော့တယ်။မိဖို့ကြောင့်ကလည်းဟင်းနံလေးတွေနဲ့မှုပြက်နေပါတယ်။ခဏကြာမှလင်းကြီးမရောက်လာခဲ့ပါတယ်။ဇလက်ရဲ့ဟင်းနံတွေကမှွေးနေရပဲနုခင်းချက်ထားတာချက်နဲ့ဟုတ်တယ်မနုခင်းချက်ထားလေအမမကြည့်ပဲနဲ့ဘလို့သိရလဲငါနုခင်းဆိုတအားကြိုက်တာလေးအိမ်ကျော်ကနုခင်းချက်နေတော့ငါအနှက်နဲ့တင်သိတယ်အမအစားတော့အရမ်းမှတ်တယ်ထင်တယ် ဆလတ်ဘာတွေတွေးနေရလဲ။အော်ဘာမှမတွေးပါဘူး။ညီမနှုတ်ခဲဟင်းရဲ့ထမင်းကြော်ဟာလဝါနဲ့ပူရီလုံနေရ။ဟင်းကတမျိုးပဲချက်မလား။နှုတ်ခဲလုတ်ပြီးသွားရင်အသီးရွက်နဲ့နှုတ်ခဲကိုရောကြော်လိုက်လေ။ဟုတ်ကဲ့မညီမချက်လိုက်မယ်။နှုတ်ခဲဟင်းတမျိုးချက်ထားတာနဲလို့လား။နောက်ထပ်နှမျိုးလောက်ချက်ခိုင်းနေတယ်။ငါပထမရက်မှာပဲအိမ်ကလူတွေကနှုတ်ခဲပဲစားတော့မှလားမသိဘူး။ဆလတ်ကပြောဆိုပြီးတော့နောက်ထပ်နှုတ်ခဲဟင်းတမျိုးကိုချက်လိုက်ပါရဲ့။ အားလုံးချက်လို့ပြီးသွားတဲ့နောက်မှာဟင်းတွေထမင်းတွေအားလုံးစပွဲပေါ်ကိုယူသွားပါတော့တယ်။ဒီနေ့စားတော့တရားလည်းမှွေးနေတာပဲ။ငါတော့နိုကဲဟင်းတွေမုန့်နေကြည့်ပြီးစားတော့ဆိုင်ရောက်သွားတယ်လို့ပဲ။ချွေးမကြီးထမင်းဟင်းပူပူလေးကိုမြင်ထဲပြီးထမင်းဟင်းတွေအေးသွားရင်စားမကောင်းဘူး။ဇလက်ကဟင်းခွက်တွေကိုဖွင့်တဲ့အခါမှာနိုကဲဟင်းအနှံ့ကစပွဲတစ်ခုလုံးကိုပြည်နေပါတယ်။အားလုံးဟာနိုကဲဟင်းတွေကိုအားပါတရားစားနေကြပါတယ်။အတော်ချက်ထားတဲ့နိုကဲဟင်းကလည်းရမ်းစားကောင်းနေတယ်။ ဟုတ်တယ်ဇလန်ဒီလိုနှုတ်ခဲဟင်တခါမှမစားဘူးသေးဘူးရှားမညီမတို့ကတော့နှုတ်ခဲကြော်ပိုးကြိုက်တယ်ဆက်ဆက်လေးနဲ့စားကောင်းလိုက်တာအင်္ဂါသူတွေအားလုံးချီးကျူးနေတာကြောင့်ဇလက်ကလည်းသဘောကျနေခဲ့ပါတယ်ခဏကြာမှအားလုံးစားပြီးတဲ့နောက်ဇလက်ကစားဖို့တန်းထမ်းလိုက်ပါလို့တယ်ဒီနေ့တော့အင်္ဂါလူတွေအတွက်ချက်နေရင်ငါ့အတွက်ဘာမှတော့မချက်ရအောင်ဒါတွေပဲစားလိုက်ပါမယ်လေဇလက်ကဟင်းခွက်ကိုဖွင့်လိုက်တဲ့အခါမှာနှုတ်ခဲတွေမကျန်တော့ဟင်းနှစ်တွေပဲကျန်ခဲ့ပါတယ် ငါတို့နှုတ်ခဲတွေလည်းမကြံတော့ပါလားခင်းအနှစ်တွေပဲကြံနေအိမ်ကလူတွေကလည်းအရင်အစားပုတ်တာပဲကဲပါလေရှိတာပဲစားလိုက်တော့မယ်ဇလက်ကစားတော့ပြီးမိဖို့ကြောင့်နေလာကတန်ရှင်းရေးလုံနေပါတယ်ဒီနေ့တော့နှုတ်ခဲဟင်းစားပြီးဘိုက်လည်းမပြည့်ပါလားညကျရင်တော့အသီးရွက်ဟင်းနဲ့မုံလောက်ရမယ်ဇလက်ဟာတန်ရှင်းရေးလုံပြီးညနေပဲရောက်တဲ့အခါမှာတော့အားလုံးတက်လက်ဖက်ရေးလုံပေးပါတယ်ရောင်မညီမတို့နဲ့တူတူလက်ဖက်ရေးတောက်မယ်လေအော်မတောက်တော့ပါဘူးငါညစာလည်းချက်ရမယ် အိမ်မှာအသီးရွက်လည်းမရှိဘူး။အမအားရင်ညီမနဲ့ဈေးတဲကိုလိုက်ခဲ့ပါလား။ငါလည်းလက်ဖက်ရည်တောက်ပြီးဈေးတဲသွားမလို့ပဲ။နင်းလည်းလိုက်ခဲ့လေ။ငါနဲ့အဖို့ရတာပေါ့။ညီမနှစ်ယောက်ကလည်းဈေးတဲသွားတဲ့အခါမှာကြီးရကဇလက်ကိုနှုတ်ခဲတွေမဆလာရီဆန်တွေရောင်းနေဆန်ကိုခေါ်သွားလိုက်ပါတော့တယ်။ဟီးယူတမိလာပြီလား။နင်းအတွက်နှုတ်ခဲ၄ကီလိုခြံထားတယ်။နှုတ်ခဲ၄ကီလိုဘာလို့မလို့လဲ။ငါနှုတ်ခဲမဝယ်ညစာဘာချက်မလဲ။ညစာလည်းနှုတ်ခဲရင်ကိုချက်မှာလား။ မြမအသီးရွက်ဟင်းနဲ့မဟုတ်လို့မှစဉ်းစားနေတာ။ဩငါတို့အိမ်ကလူတွေကအသီးရွက်တွေမကြိုက်ကြအောင်လေ။နှုတ်ခဲဟင်းပဲကြိုက်ကြတာ။နင်လည်းအကျင့်လုပ်ထားလေ။အမပဲသီးလေးဝယ်ပါလား။မြမနှုတ်ခဲသိပ်မကြိုက်တော့ပဲသီးလေးရောစားလိုက်မယ်။ပဲသီးတွေကသိပ်မလက်ဆက်တယ်လို့ပဲ။နှုတ်ခဲဟင်းနဲ့ထဲ့ချန့်ရတာပြက်လိုက်မယ်။နင်မလိုက်နှုတ်ခဲဟင်းပဲချက်လိုက်လေ။ဒီယူဟာဈေးတွေကနိုခဲတွေပဲဝယ်ပြီးအိမ်ပြန်လာခဲ့ပါတယ်။အိမ်ကိုရောက်တဲ့အခါမှာဇလက်ကမိဖို့ကြောင့်မှစိတ်တိုးပြီးတော့နိုခဲတွေကိုလှိနေခဲ့ပါတယ်။ ဒီအိမ်ကလူတွေကတော့လေအားနဲ့နှုတ်ခဲပဲစားချက်နေတာမိဖို့ကြောင့်ကနှုတ်ခဲမိဖို့ကြောင့်ဖြစ်နေပြီမနှက်ကတော့မဖြစ်မနေမလို့စားရတာတလက်ကလေးစိတ်တူတူနဲ့နှုတ်ခဲတွေကိုလှီးပြီးကြော်နေပါတယ်ကဲမစလာတွေတော့အားလုံးကြိတ်ပြီးပြီမလိုက်နေထဲ့ဖို့ကြံနေကြုံအရှင်နေလိုက်ပါမယ်လေတလက်ကထိုင်ပြီးဂျုံနေနေတဲ့အခါမှာပဲအပြင်မှာစားဖို့စောင့်နေတဲ့ဒွန်နီကလှမ်းအော်ခဲ့ပါတယ်ချွေးမကြီးဒီနေ့ညစာစားရမလား နင်ကလည်းလေနှိုခင်းချက်တာကြားလိုက်တာဘာရီလုံနေလဲအမေခင်းရတော့ပြီးပါပြီ မုံလို့ဖို့ပဲကြံတာမသိနှိုခင်းချက်တာခောက်ဆွဲပြုတ်လို့၅မိနစ်နဲ့ပြီးတာကြာနေရပဲဇလက်ကလည်းစိတ်တူပြီးမုံလုံနေခဲ့ပါတယ်အားလုံးပြီးသွားတဲ့နောက်မှာဇလက်ကဟင်းတွေကိုချပေးလိုက်ပါတယ်အားလုံးကမုံနဲ့မလိုင်းခင်နှိုဟင်းတွေကိုကြည့်ပြီးပြုံနေပါတော့တယ်ဒီနေ့မလိုင်းနှိုခင်းဟင်းကလည်းကြည့်ရတာစားကောင်းပဲပုံပဲငါတို့မုံတွေ၁၀ချက်လောက်စားပြီမင်းရောင်းမ ်ညီမတော့မလိုက်နှုတ်ခဲဟင်းကြည့်ပြီးထမင်းစားချန်သွားပြီးရောင်းမညီမအတွက်ကိုထမင်းချက်ပေးပါလားဆက်ဆက်စကားကြားပြီးဇလက်ကချက်ပြုတ်လို့မောနေရတာကြောင့်အရန်ကိုစိတ်တူသွားပါတော့တယ်ဒီပရင်မလည်းငါမိဖို့ကြောင့်မှချက်နေတော့အစတည်းကမပြုံးအားလုံးပြီးကမှထမင်းစားချန်နေပြန်မင်းဇလက်ကစိတ်တူပြီးဘာမှမပြောဘဲမိဖို့ကြောင့်နေလာကဆန်စီပြီးထမင်းချန်နေပါတယ်မိဖို့ကြောင့်မလည်းနှုတ်ခဲတွေကြောင့်ကစီကစီဖြစ်နေပြီးရင်ကောင်းတွေလည်းဝဲနေပါတယ် ရင်ကောင်တွေကဘယ်ကနေရောက်လာပြီလဲမိဖို့ကြောင့်ကလည်းနှုတ်ခဲရင်ချက်ပြီးပြီဆိုရင်တန်ရှင်းရတာလည်းများလိုက်တာတလက်ကအလုံးတော်ထမင်းဟင်းချက်ပြီးတော့အင်ကန်လူတွေလည်းထမင်းရောမုံရောနှုတ်ခဲဟင်းတွေရောအာပတိယစားကြပါတော့တယ်ဒီနေ့ကတော့ရမ်းစားလို့ကောင်းတာပဲရှင်ကလည်းဘလူလေးချင်းတွေတက်နေရလဲစပွဲတစ်ခုလုံးအနှံ့တွေနဲ့ပြည့်နေပြီငါလီချင်းတက်နေတာကလည်းနှုတ်ခဲဟင်းနဲ့တွေပါပဲဒီနေ့နှုတ်ခဲဟင်းကလည်းရမ်းစားကောင်းတာပဲ ငါတို့ဒီနေ့ညစာဦးထမင်းတွေရောမုန်းတွေရောအကုန်လုံးစားလိုက်ပြီလမ်းလျှောက်ထွက်ပြီးအစာချင်းအောင်လုပ်ရတော့မယ်အားလုံးစားလို့ပြီးသွားတဲ့နောက်မှာသူ့ခန်းနေသူအနာယူကြပါတယ်ရေယူကအခုချိန်ထိစားနေခဲ့ပါတယ်ညီမအလုပ်တွေလုပ်ပြီးပင်ပန်းနေပြီးအမစားလို့ပြီးရင်ပကံတွေအားလုံးဆေးပေးပါလားယင်မနေ့ကပကံဆေးထားရင်အလုပ်နေတယ်လေဆလတ်ရဲ့ငါပိုက်တွေရမ်းတင်းနေပြီငါဘာမှမလုပ်နိုင်တော့ဘူးပကံတွေကိုလေမနေ့မှပဲဆေးတော့မယ်အခုတော့အရင်အိတ်ချင်နေပြီဟာ ။ရေယူကလည်းပကံမစည်းကျင်တာကြောင့်အကြောင်းပြပြီးအိတ်ဖို့အတွက်သွားလိုက်ပါတော့တယ်။ဒီအမပကံမစည်းကျင်တိုင်းအကြောင်းပြပြီးအိတ်ဖို့သွားပြီးအရှမ်းအပားခိုတာပဲ။မနဲ့ပြန်ကြရင်တော့ငါနှုတ်ခဲရင်လုံးဝမချက်ဘူး။ပထမရက်မှာပဲနှုတ်ခဲဟင်းတွေစားပြီးစိတ်ညစ်သွားပြီးမနဲ့ကြရင်ဘာပဲဖြစ်ဖြစ်အသီးရွက်တွေချက်မယ်။ကျလက်ကတော့မဖြစ်မနေမုံလေးတစ်ချက်ယူပြီးနှုတ်ခင်းဟင်းနဲ့စားနေခဲ့ပါတယ်။စားပြီးတဲ့နောက်မှာပကန်းစင်းပြီးမိဖို့ကိုတန့်ရှင်းကအိတ်သွားပါတော့တယ်။နောက်နေ့မနေ့ရောက်တော့ ီနေ့ကတော့နှုတ်ခမ်းဟင်းလုံးဝမချက်ဘူးဟဲ့အားလုံးတို့အာလူပေါင်ပေါင်းကြော်မယ်အာလူကအိမ်မှာလည်းမရှိဘူးတလောက်အစောကြီးဆိုင်တွေလည်းမပွင့်သေးဘူးအွန်လိုင်းကနေပဲအသီးရွက်တွေမှားလိုက်မယ်တလက်ကလေးအွန်လိုင်းကနေအသီးရွက်တွေမှားခဲ့ပါတယ်အာလူပေးသည်ငရုတ်ပွားအစုံပါပဲခဏအကြာမှာကောင်းလေးကအသီးရွက်တွေကိုလာပူသွားပါတော့တယ်အသီးရွက်အစိမ်းတွေရောက်လာပြီပဲဒီနေ့မနက်စာကိုအာလူပေါင်ပေါင်းကြော်မယ်နေ့လယ်ကျရင်ငရုတ်ပွားပေးသည်ဟင်းလေးချက်မယ် ဇလက်အင်းကလူတွေအတွက်မနက်စာချက်သွားပြီးစပွဲပေါ်မှာထားလိုက်ပါတော့တယ်။အားလုံးလာကြတော့မနက်စာချက်လုပ်ပြီးပြီ။အင်းကသူတွေအားလုံးကမနက်စာစားဖို့အတွက်ရောက်လာခဲ့ကြပါတယ်။ဟင်းနဲ့နေရာလေးမှုင်းနေတာပဲ။ဒီနေ့ကဘလို့နုခင်ဟင်းကိုချက်ထားတာလဲ။ဒီနေ့ကအနံ့တော်တော်မှုင်းနေရပဲ။နုခင်ဟင်းရဲ့အနံ့မှာပဲ။အင်းကသူတွေအားလုံးကနုခင်စကားပဲပြောနေတာကြောင့်ဇလက်ကကြောက်ကြောက်နဲ့ပြောခဲ့ပါတယ်။မဟုတ်ဘူးအမေ ဒီနေ့ကမချက်ထားဘူးဒီနေ့ကနှုတ်ခင်းရင်မချက်ထားအောင်မေးဒီနေ့ကအာလူပေါင်မုံနဲ့လက်ဖက်ရည်လှုပ်ထားတယ်အာလူပေါင်မုံစကားကြပြီးအလုံးလေးမျက်နှာမေးသွားပါတော့တယ်ဘာအာလူပေါင်မုံကျော်ဘလို့တွေလှုပ်ထားလဲမနှက်စာဘိုက်ပြအောင်စားရတယ်လေဒါတွေစားပြီးတော့ဘလို့လို့ဘိုက်ပြမှာလဲနေရလဲနှုတ်ခဲမုံလှုပ်လိုက်တာမဟုတ်ဘူးအမေမနေ့ကပဲနှုတ်ခဲမုံနဲ့စားထားတာမဟုတ်ဘူးလားမနှက်စာဆိုတာအရန်လေးလံတာမစားရအောင်လေပေါ့ပေါ့ပါပါပဲစားရတယ် နှုတ်ခဲတွေပဲနေတိုင်းစားနေမယ်ဆိုရင်ကြက်မိုင်မကောင်းဖြစ်လိမ့်မယ်။ချွေးမကြီးအသီးရွက်တွေထက်နှုတ်ခဲကပိုပြီးအားရှိတယ်လေ။အခုခေတ်ကလည်းအသီးရွက်တွေကအရင်စည်းကြီးတယ်။နောက်ဆိုရင်ရွှေထက်တောင်အသီးရွက်တွေကစည်းကြီးအောင်မလားမသိဘူး။နှုတ်ခဲတစ်မျိုးပဲစားရတာပိုကောင်းပါလေ။ဖရားကြီးအင်းကလူတွေကလည်းအရင်ကကစင်းနေတာပဲ။ဘလို့လူတွေလည်းမသိဘူး။နှုတ်ခဲဟင်စားရဖို့ပဲပြောနေတာ။အင်းကသူတွေအလုံးကမျက်နှာမိတ်ပြီးအာလူပါမုံညိုစားနေပါတော့တယ်။ ဒီလိုနဲ့ပဲနေလေစာချက်မဲ့အချိန်ရောက်တော့ဇလက်ကငရုတ်ပွားကောပြီးနေပဲဒီတွေကိုလှီးနေပါတော့တယ်။ဒီအချိန်မှာပဲရောက်ခမနဲ့လင်းကြီးမရောက်လာခဲ့ပါတယ်။ချွေးမရေပဲဒီတွေကောပြီးတွေကပါအတွက်ကိုလှီးနေရလဲ။အမေတမီးကအတီးရွက်ရောပြီးဟင်းချက်မလို့ပါ။မနဲ့ထဲကအတီးရွက်တွေမှားလိုက်တာ။တမီးကနှုတ်ခဲလဲထဲ့မှာလေ။ချွေးမအိမ်ကလူတွေကအတီးရွက်မစားဘူးဆိုတာသိရမလား။အိမ်ကလူတွေကနှုတ်ခဲဟင်းမဲ့စားကြတာ။နင်ကဘာလို့အတီးရွက်မှားတာလဲ။ ဒီအိမ်မှာအမြဲတမ်းနှုတ်ခဲဟင်မဲ့ချက်မှာနင်အကျင့်လုံးလိုက်တော့ဒေါနီကစိတ်တိုးပြီးပြောတာကြောင့်ဇလက်ကကြောက်သွားပါတော့တယ်ဟုတ်ကဲ့မေတမိချက်မယ်ပြီးရောလီးထားတဲ့အသီးရွက်တွေငောက်ပေးဘေးအိမ်နာအတော်သွားပေးလိုက်မယ်ဒေါနီဟာအသီးရွက်တွေယူပြီးဘေးအိမ်ကိုသွားလိုက်ပါတော့တယ်အတော်ကြီးအတော်ဘာလုပ်နေလဲလာပါအောင်ဟဲ့ဘာဖြစ်တာလဲဒေါနီချွေးမငင်ရလေမနဲ့တော့အသီးရွက်တွေမှားလိုက်တာငါတို့အိမ်ကမစားဘူးလေအတော်လိုတဲ့ဆိုရင်တော့ယူထားလိုက် အေးကောင်းတာပေါ့ဟဲဒီနေ့ပဲကော်ပီနဲ့ငှုပ်ပသွားဝယ်မလို့ပဲအခုချိန်ကလည်းဈေးကြီးနေပြီအလကားရတော့ပျော်တာပေါ့ဟဲအတော်ကလေးပျော်ပြီးအသီးရတွေကိုယူသွားပါလို့တယ်ဇလက်ကတော့မိဖို့ကြောင့်ကနေကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်ငါတော့အသီးရတွေမှားထားလိုက်ရတာဒီနေ့အသီးရတွေချက်မဲ့အကြိုက်စားမယ်ပေါ့အခုတော့အိမ်ပေးရအတော်ကြီးကငါအသီးရတွေယူသွားပြီးအလကားရမှတော့ယူချင်တာပေါ့ငါမိဖို့ကြောင့်ကတော့နိုခဲမိဖို့ကြောင့်ဖြစ်နေပြီး ဇလက်ကလည်းစိတ်ကြိုးပြီးမိဖို့ကြောင့်လေးမှာလူကင်းဟင်းချက်နေပါတော့တယ်။အင်္ဂသူတွေကအားပါးရရာစားပြီးဇလက်ကတော့မစားခြင်းစားခြင်းနဲ့စားရပါတော့တယ်။ဒီလိုနဲ့ပဲချိန်နေကြသွားပြီးတရံပါတော့တနင်္ဂနွေရက်ဖြစ်ပြီးမိုးရွာနေတဲ့အခါမှာဒီနေ့မိုးတွေကလည်းအေးနေပါပဲ။အာလူကျက်သွနေကြောင်းနဲ့လက်ဖက်ရည်တောက်လိုက်အရမ်းမိုက်မယ်။မိဖို့ကြောင့်လည်းသွားလုပ်လိုက်ပါအောင်မယ်။ဇလက်ကမိဖို့ကြောင့်လေးလာပြီးအာလူကျက်သွန်းဒီဟီးကအကြုံကြုံနေပါတော့တယ်။တစ်ဖက်မှာတော့လက်ဖက်ရည်လေးလုံနေပါတယ်။ ။တဖြစ်ရင်နဲ့ရပြီးတူတူနဲ့ဆန်းဆန်းကမိဖို့ကြောင့်လေးရောက်လာခဲ့ပါတယ်။ကျောင်းမကြောကြောနေရလား။ဝင်းနေရပဲနော်။တခုလောက်စားကြည့်မယ်။စားလေစားဖို့ကြော်တာလေ။ဆန်းဆန်းကအကြောတခုစားတဲ့အခါမှာစက်တော်ရတာကိုရသွားပါတော့တယ်။ကျောင်းမစက်တော်နေကြော်ကြော်တာလား။ညီမတော့နှုတ်ခဲကြော်ထင်းနေတာ။နုတ်ခင်းစကားကြပြီးဇလက်ကရဲငူစိတ်တူသွားခဲ့ပါတယ်။အိုင်းနုတ်ခဲနုတ်ခဲဘာဖြစ်နေရလဲ ကျက်သွနေအာလူကျော်ဘလောက်စားကောင်းလဲစားပါလားအစားရောမညီမတို့နှုတ်ခဲကျော်ပဲစားချင်တယ်ညီမတို့ကကျက်သွနေအာလူကျော်မစားဘူးလေအမြင်နှုတ်ခဲကျော်ပဲဆန်းဆန်းကဇလက်ကိုအော်ဒါပေးပြီးထွက်သွားလိုက်ပါတော့တယ်ဇလက်ကတော့ဘာမှမတတ်နိုင်တာကြောင့်နှုတ်ခဲကျော်လို့ရပါတယ်အိမ်ကလူတွေကတခြားစကားမတတ်ဘူးပဲနေ့တိုင်းနှုတ်ခဲပဲစားချင်နေတာတရက်လေးများမကျွင်းသိတော့မဲ့အတိုင်းပဲခဏကြာမှနှုတ်ခဲကျော်ပြီးတော့ပြီးအိမ်ကလူတွေဟာနှုတ်ခဲကျော်တွေပဲရွေးစားခဲ့ကြပါတယ် ီလိုနဲ့ပဲချင်းနေကြသွားပြီးတည့်ရမှာတော့ဇလက်ကနိုခဲထမင်းကြုံနေတဲ့အခါမှာဒီနေ့နိုခဲတွေကမလက်ဆက်လိုက်တာ သူရမကောင်းတာတွေဝဲလာတာထက်နေဇလက်ကနိုခဲနဲ့တွေမခံနိုင်တာကြောင့်အံပြီးတော့မူးလိမ့်သွားပါတော့တယ်ဇလက်ရေဇလက်ဘာဖြစ်တာလဲသူရကဇလက်ကိုခန်းထဲခေါ်သွားပြီးဆရာဝန်ကိုခေါ်လိုက်ပါတော့တယ်ဒေါနီကခန်းထဲမှာပေါ့စီပေါ့စီနဲ့ပြောနေခဲ့ပါတယ်ငါချွေးမောင်အမြဲတမ်းနှုတ်ခဲရင်စားပါလို့ပြောနေတာမဆောင် အခုကျတော့အားနေပြီးမူးလဲသွားပြီတလက်ကအားနေနေတာမဟုတ်ဘူးသူကကိုဝင်ရှိနေပြီဒီလိုချိန်မှာ main ကလေးတွေကအစားအသောက်တစ်ခုခုရဲ့အနက်မခံနိုင်တာ engine တွေဖြစ်တတ်တယ်။သူ့အကြိုက်အစားအသောက်တွေချက်ပြီးကြွေးပြီးတော့ view ဆိုင်ပေးပါ။ပြိုစရာကြီးပဲ။အင်္ဂသူတွေအားလုံးလည်းဇလက်ကိုဝင်စကားကို ကြားပြီးအရန်ကိုပြိုသွားပါတော့တယ်။ရောင်းမပါစားချင်လဲ။နှုတ်ခဲပီစာနှုတ်ခဲကြော်ပါစားမလဲ။ချွေးမပါပီစာမှမစားဘူး။သူ့အတွက်ငါနှုတ်ခဲရင်ချက်မယ်။ မဆလာနည်းနည်းပဲထဲ့မယ်။တလက်ကနုကင်းခင်းစကားကြားပြီးနောက်တစ်ခါအင်ဂျင်လာပါတော့တယ်။အမေ၊သမီးကနှုတ်ခဲအနှံ့တွေလုံးဝမကြိုက်ဘူး။သမီးတို့အသေးရွက်ဟင်းနဲ့မုန်းလော့ပေးပါလား။ဒေါနီကလည်းဇလက်အတွက်အသေးရွက်ဟင်းနဲ့မုန်းလုံပေးခဲ့ပါတယ်။ဒီနေ့မှပဲထမင်းစားရတာနဲ့တူတော့တယ်။နေ့တိုင်းနှုတ်ခင်းစားပြီးစိတ်ညစ်နေပြီ။ဒီလိုနဲ့ပဲဒေါနီကဇလက်အကြိုက်တွေကြီးပဲချက်ကျွေးနေပြီးရန်နေငယ်အကြမ်းတော့နောက်တစ်ခါနှုတ်ရည်တွေအများကြီးကိုမှားထားပါတယ်။ တရက်မှာတော့ဇလက်ကနုနွေးနေတဲ့အခါမှာနုကချင်းသွားပါတော့တယ်။နုကချင်းသွားပြီပဲလွန်ပြင်းမှရတော့မယ်။ဇလက်ဟာချင်းတဲ့နုတွေယူပြီးသွားလွတ်ပြတဲ့အခါမှာဒိုနီရောက်လာခဲ့ပါတယ်။ချွေးမကြီးနုတွေယူပြီးပယ်သွားနေရလဲ။ဒီလောက်နုတွေကိုဘာလို့ပြစ်နေလဲ။အမေနုတွေကချင်းသွားပြီလေမကောင်းတော့ဘူး။ဒီလိုချင်းနေတဲ့နုကိုဘာလို့မလုပ်လဲ။ချွေးမကြီးနုချင်းနဲ့နုခဲလုပ်လို့ရတယ်လေ။ဘာလို့ပြစ်နေရလဲ။ တလောက်နှုတ်နဲ့ဆိုရင် တနက်စာနှုတ်ခင်းရတယ်ဟဲ့ဒိုနီကစီနေတော်ကိုကြည့်ပြီးဇလက်လေးစိတ်တူသွားခဲ့ပါတယ်အမေနှုတ်ချင်နေတော်နှုတ်ခဲလို့မလို့လားအလို့ဆိုင်အိမ်ကလူတွေနေမကောင်းဖြစ်မှန်လေချွေးမရဲ့ဘာမှနေမကောင်းမဖြစ်ဘူးအိမ်ကလူတွေအမြဲတမ်းနှုတ်ချင်ကအလို့လှုပ်ကျွေးနေကြဒီနှုတ်ခဲခင်းပဲဒီနေ့ချက်လိုက်ဇလက်ကစိတ်တူပြီးချင်းနဲ့နှုတ်ခဲတွေကိုပင်ဟင်းချက်လိုက်ပါတော့တယ်နှုတ်ချင်တဲ့နေ့ကလီဘူချောင်းတစ်ခုလုံးမှပြည့်နေနေခဲ့ပါတယ် ချက်လုပ်ပြီးတဲ့နောက်မှာအိမ်ကလူတွေကိုခြာကျွေးလိုက်ပါတော့တယ်။ဆလတ်ရေဒီနေ့နို့ခဲဟင်းနဲ့အောင်မစလာအစားအချင်းမုတ်ထဲ့တာလား။ခင်းတွေကချင်းနေသလိုပဲ။အမအရင်ရက်တွေလိုပဲမစလာတွေနဲ့ချက်ထားတာလေ။ချွေးမနို့ခဲဟင်းကအရင်ရက်တွေလိုမျိုးစားမကောင်းသလိုပဲ။ဒီနေ့နို့ခဲဟင်းကမလက်ဆက်သလိုပဲ။စားလို့လည်းမကောင်းဘူး။အိမ်ကသူတွေအားလုံးကချင်းနေတဲ့နို့ခဲဟင်းကိုစားကြပါတော့တယ်။နောက်နေ့မနက်မှာအိမ်ကသူတွေအားလုံးဝမ်းသွားနေကြပါတယ်။ မိမငါဘိုက်တွေအရန်နာနေပြီအမြန်ထွက်တော့လေငါမခံနိုင်တော့ဘူးမနေ့ကနိုကင်းဟင်းဟာစားမကောင်းဘူးခဏနေပါအောင်ငါ့ကိုအေးစိမ့်နေပြစေအောင်မနေ့ကဟင်းတွေစားလို့ဒီလိုဖြစ်နေတာအင်္ဂသူတွေဟာတယောက်ကအင်္ဒါပြေးလိုက်နောက်ပြီးတော့နောက်တစ်ယောက်ကထပ်ပြီးအင်္ဒါပြေးလိုက်လုပ်နေကြပြီးခလေးနှစ်ယောက်လည်းအန်နေကြပါတော့တယ်ပြီးတော့ဘိုက်အောင်လို့လည်းအော်နေပါတော့တယ်အမေတောင်ဘိုက်တွေရန်အောင်နေပြီအမေသမီးလည်းဘိုက်အောင်နေတယ် ကလေးတွေပိုင်းအောင်လို့ငိုနေတာကိုကြည့်ပြီးဇလက်ကဆေးနဲ့ရင်းတွေကိုယူလာပေးလိုက်ပါတယ်။ကလေးတို့ရဲ့ဒီဆေးကိုတောက်လိုက်။ကလေးတို့ပိုင်းအောင်တာအခုပြောက်သွားလိမ့်မယ်။ကလေးတွေဟာဆေးတောက်လိုက်တဲ့အခါမှာပိုင်းအောင်တက်သွားသွားပြီးလူကြီးတွေကတော့အင်သာပြေးနေကြပါတယ်။ဇလက်ကသူတို့အချင်းတွေကိုကြည့်ပြီးဆေးအဝင်ကိုခေါ်လိုက်ပါတော့တယ်။ဇေယမနေ့ကလေးကအချင်းတွေအရင်ဆိုးနေပြီးတော့အင်သာသွားနေရင်အရင်ပင်မနေပြီ။အင်းကလူတွေလည်းမနာရဘူး။ဆေးကောင်းတာလေးပေးပါဦး။ဆေးကတော့ပေးပါပါ။ ဒါမဲ့ဘာရီစားလို့ဒီလိုဖြစ်တာလဲ။ဆရာကျွန်တော်တို့ကတော့အင်းဟာစားတော့တွေပဲစားတာပါ။နှုတ်ခင်းဟင်းနဲ့မုံစားတာပါ။ဆရာနှုတ်ခင်းဟင်းကမကောင်းတဲ့နှုတ်တွေနဲ့လှုပ်ထားတာ။အင်းကလူတွေကအမြဲတမ်းနှုတ်ခင်းဟင်းပဲစားချက်နေရလေ။အင်းကလူတွေကနှုတ်ခင်းဟင်းမစားရရင်ကိုမနေနိုင်ဘူး။အသေးအရွက်ပဲဟင်းဆိုတာဘယ်တော့မှမစားဘူး။အမြဲတမ်းနှုတ်ခင်းဟင်းစားမယ်ပဲပြောနေကြတာ။တလက်စကားကြပြီးဆရာဝန်ကစူပြီးတော့ပြောလိုက်ပါတော့တယ်။အမတို့ကနှုတ်ခင်းစားတာမှန်တယ်။အတိအကျစားဖို့ကလည်းရေးကြီးသေးတယ်။ မြဲတဲ့နှုတ်ခဲစတာအလေကျဲမာကြီးနဲ့မညီညွတ်ဘူးအတိရွယ်လေးစားဖို့လိုသေးတယ်အမတို့ကျဲမာကြီးကိုကောင်းကောင်းဂရုစိုက်ချင်တယ်ဆိုရင်တော့နေ့တိုင်းနှုတ်ခဲဟင်မစားဘဲအာဟာရမျှတအောင်စားပေးရမယ်နှုတ်တွေအများကြီးစားပြီးတော့ဘိုင်မကောင်းတာတွေဖြစ်နိုင်တယ်အိန္ဒိကစားပြီးအင်္ဂလူတွေလည်းနှုတ်ခဲတစ်မျိုးကိုပဲမစားတော့ဘဲအတိရွယ်တွေပဲရီအားလုံးကိုမျက်မျက်တတစားကြပါတော့တယ်အင်္ဂသူတွေကျဲမာကြီးကောင်းမွန်လာခဲ့ပြီးဇလက်လေးပဲမိဖို့ကြောင့်မှနှုတ်ခဲဟင်ချက်တာကနေကင်းဝေးသွားရပါတော့တယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။